ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့တဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းဖိုးအလွယ်ဟာစက်တမ30ရက်မှာမြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုပူပိုင်းမုန်တိုင်းငယ်အဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းဖိုးအလွယ်ဟာအနောက်အနောက်မြောက်ဘက်ကိုရွှေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိတယ်လို့သိရပါတယ်။ အစောပိုင်းအကောင်းနဲ့ပူပိုင်းမုံတိုင်းဖို့အလိုက်ဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေလျားနိုင်ပြီးဒီနေ့ညနေပိုင်းမှာလောင်နိုင်ငံမြောက်ပိုင်းနေဆက်ဒေသတွေကိုအပူပိုင်းမုံတိုင်းဖို့အလိုက်အဖြစ်လကောင်စက်တမ30ရက်မနက်ပိုင်းမှာလောင်နိုင်ငံနဲ့မြန်မာနိုင်ငံနေဆက်ဒေသတွေကိုအပူပိုင်းမုံတိုင်းငယ်အဖြစ်လကောင်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းသိရပါတယ်အစောပိုင်းအကောင်းသောအပူပိုင်းမုံတိုင်းဖို့အလိုက်ကနေပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့် စက်တမ29ရက်ညနေပိုင်းကနေအောက်တိုဘာ1ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမက်ဒလီတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်ရှမ်းပြည်နယ်တို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးရွာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။